Hello အားလုံးမင်္ဂလာပါ Quantum Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျော်ဒီဖိုင်ကတော့ဒုတိယဖိုင်ပါเนาะပထမဖိုင်မှာတော့ကျော်7ရှစ်ခွဲပွဲရဲ့7ခွဲပွဲတွေအကုန်ပြောပြထားပါတယ်ဒီဖိုင်မှာတော့ဒါညနေပိုင်း2:15ပွဲတွေပြောပြပေးမှာပါเนาะအဲ့တော့ပထမ ပွဲတင်တာ2025ဘော့စနီးယားနဲ့ရူမေးနီးယားပွဲတင်ဖြစ်ပါတယ်လက်ရှိမှာဒဲဒဲပုံစံကြီးပေးထားပါတယ်ဂိုးပေါင်းချင်းနှလုံး30ရှုံးအော်ဘော်ဒီချင်းန်း30 level 35ပြားရှုံးဘော့စနီးယားပီးနီးယားကနေဒဲဒဲပုံစံဖြစ်သွားတယ်ဂိုးပေါင်းချင်းသုံးလုံးအပြည့်နိုင်ကနေနှလုံး30ရှုံးနေကြလာဇုံလိုက်ကြီးကြီးတန်းပြုတ်ကြလာအဲ့တော့လုံလိုက်ကြလာဖြစ်တဲ့အတွက်ဒီပွဲကအောက်တစ်ချောင်းတော့သွားမဲ့ပုံစံတော့ရှိနေပြီပေါ့နော် အော်လက်ရှိ FIFA ranking အရဆိုရင်တော့ဘော့စနီးယားကအောက်မှာ ဒီရိုမေးနီးယားအပေါ်မှာဒါပေမဲ့လက်ရှိတေဘေရဆိုတော့တေဘေရဘော့စနီးယား2မှာရိုမေးနီးယားက3မှာပေါ့နော်အဲဘော့စနီးယားဒါလည်းပဲ30ရှုံးလောက်ဒါပထမဒီစတဲ့ကြီးလိုမျိုး ပေးထားအောင်မယ်ဆိုရင်တော့ဒီဘွဲကဘော်စနီးယားဘော်ဒီလေးကိုနည်းနည်းလေးယူလို့ကောင်းသေးတယ်ပေါ့နော်နောက်ဆုံးပွဲစဉ်မှာရိုမေးနီးယားအိမ်ကမှာအော်စတီးယားကိုသူတို့နိုင်လိုက်တဲ့အတွက်သူတို့အနေနဲ့ကလည်းဒါချန့်တစ်ခုဒါအနည်းငယ်ရှိနေသေးတယ်ဒီနေ့မှလာသူတို့ဘော်စနီးယားကိုနိုင်ခဲ့မယ်ဆိုရင်ဘော်စနီးယားတို့ဒီရမယ်တူသွားမယ်ဂိုးပြတ်နိုင်မယ်ဆိုရင်ရမယ်တူဂိုး different အတာနဲ့အဆင့်နှစ်ကိုသူတို့ရောက်သွားနိုင်တဲ့ချန့်ရှိတယ်အော်ဒီနေ့သားမှာကျွန်တော်တို့ဘေဟာကိုရွေးချယ်မလဲဂိုးပေါင်းအောက်ကိုရွေးမလားရိုမေးနီးယားဘော်ဒီကိုရွေးချယ်မလားဒီနေ့မှာဘော်စနီးယားနိုင်ဖို့ခက်တဲ့ပုံစံတော့ဖြစ်သွားတယ်တကယ်ဆိုရင်တော့ ဒီအမတ်လိုအပ်ချက်လည်းပိုရှိတယ် ranking ရလည်းဒါ FIFA ranking ရလည်း48မှာရှိနေရိုမေးနီးယား83မှာရှိရဘော့စနီးယားကိုကြီးဒါ level ခေါင်းဆုံး30လောက်ပြန်ထွက်ပေးနိုင်မယ်ဆိုဒီဘက်ဘော့စနီးယား body ထက်ရိုမေးနီးယား body လေးကိုယူလိုက်တာပိုပြီးတော့ကောင်းတဲ့အနေနဲ့ဒီဘက်က body ကနည်းနည်းလေးအဲရွေးချယ်ရခက်တယ်အဲတီးတတာကြီးပြုတ်ကြလာတဲ့ဇုံအောင်ဂျေးတန်းမှာကျွန်တော်တို့ဂူပေါင်းအောက်ကပိုပြီးတော့စိတ်ချရလိမ့်မယ်ယူဆတယ်ဘာကြောင့်လဲဆိုတော့ဘော့စနီးယားကလည်းမရှုံးရင်သူကတေးရရတေးရတာနဲ့သူတို့တော့ကပိုပြီးတော့ ဒါချမ်းတစ်ခုကောင်းသွားပြီနောက်တစ်ခုကအဲရူမေးနီးယားကဒါပြီးဗာနေကင်ရမလဲဆိုရင်ဆမ်မာရီကိုဆမ်မာရီနဲ့ဆိုရူမေးနီးယားနောက်ပွဲမှာသူတို့ကရမတ်သုံးမကအပြည့်ရအဲ့တော့ဘော့စနီးယားကဒီနေ့ရှုံးလို့မြောက်ဘော့စနီးယားဒီအိမ်ကွင်းမှာရူမေးနီးယားကိုရှုံးလိုက်မယ်ဆိုသူတို့ဒီနောက်ပွဲမှာအော်စတီးယားကိုအဝေးကွင်းအဝေးကွင်းတော့ကင်ရမယ်ထင်တယ်နော်ခဏလေးအဲအဲအဲဘယ်ရောက်ပါ ဘော့စနီးယားကဟုတ်တယ်ဩစတီးယားကိုဝင်ကင်းသွားကင်ရမှာဆိုတော့မလွယ်ဘူးဩစတီးယားအင်္ဂလန်ဘော့စနီးယားနိုင်မှုဆိုတော့မလွယ်ဘူးဆိုတော့ဒီနေ့မှာတို့မရှုံးရင်တော့တို့တို့ကနည်းနည်းလေးခံတာတယ်ပေါ့နော်အကောင်းဆုံးကတော့နိုင်ရင်တော့ပိုကောင်းတယ်ဘော့စနီးယားလည်းဒီနေ့မှာတို့နိုင်မယ်ဆိုရင်တော့ကြီးလေပေးရရမှာဗျာလေဗယ်30 40ပေးရမယ်ဆိုတော့ပိုကောင်းတာပါဒါပေမဲ့လက်ရှိမှာတဲတဲဆိုတော့ဘော်ဒီက အဲယူရခတ်နေကျွန်တော်မတင်မကြဖြစ်သွားရင်ဗျာတည်ရမလားဟိုအော်စတီးယား sorry ဘော့စနီးယားကိုလည်းယူရခတ်တယ်လို့ရိုမေးနီးယားကိုလည်းယူရခတ်တယ်အဲဒီနေ့သားမှာကျွန်တော်တို့ဒါဒီပွဲဒီကိုပေါင်းကြီးတည်တတ်တာလည်းပြုတ်ကြလာဖြစ်တဲ့ အလွန်ဆုံးဇီးဇီးဝမ်းဝမ်းပေါ့ဘော်စနီးယားနိုင်လဲဝမ်းစီးဖြစ်မယ်အော်ဒီရိုမေးနီးယားနိုင်သွားခင်လဲဝမ်းစီးပုံစံမျိုးဖြစ်မယ်လို့ကျွန်တော်ယူဆတယ်အော်ဒီဘက်မှာကျွန်တော်ဂိုးအောင်ပဲကြိုက်တယ်နော်အော်ဇီးဇီးဝမ်းဝမ်းဝမ်းစီးစီဝမ်းအဲဒီလိုပဲသွားဖို့ရခိုင်တော့များရဲ့လို့ကျွန်တော်ယူဆတယ်အော်ဟိုအမက်လွယ်ချက်ရှိနေတဲ့နှစ်တင်တွေ့နေတဲ့အချိန်မှာဖွင့်တိုက်မယ်ဆိုရင်ဂိုးပေါ်တက်ရမယ်အဲဂိုးပေါ်တက်မယ်ဆိုရင်ဒီဂျေးတန်းကကျွန်တော်ဖိနှားမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ ကိုဘတ်တက်မလဲဒီဂျီနန်မှားနေပြီ၃လုံး50လောက်တော့ပေးလို့ရတယ်ဟုတ်တယ်မလားအဲဒါမဲ့လက်ရှိမှာဒီဂျီနန်ကကျွန်တော်ကိုပေါင်းအပေါ်တက်ဖို့တော်တော်လေးကြောက်တယ်အဲမနေရဘူးပေါ့နော်နှလုံး80လောက်ဆိုရင်တော့ကျွန်တော်ကိုပေါင်းအပေါ်ယူမယ်ယူလို့ရနှလုံး80ရှုံးဒီဘော်ဒီဂျီနန်ဒဲဒဲပြားပြားနဲ့လှည့်သုံးနေရှုံးဝင်ကျွန်တော်ကိုပေါင်းကြီးနှလုံး80နဲ့ကန့်မယ်ဆိုရင်ဒါ211လူတစ်ပေါက်ရှိရပုံမြန်ရှိရအဲ့တော့ဒီဘက်မှာကျွန်တော်နှလုံး30ရှုံးနှလုံး50အောက်ကိုရောက်နေရဖြစ်ရတဲ့ကိုပေါင်းအပေါ်ကလုံးဝမယူရဘူးကြောက်တယ်အော်ဒီဘက်မှာကိုပေါင်းအောက်လေးပဲကျွန်တော်ပေးခြင်းပါတယ်နော် body ကတော့ဖြစ်နိုင်မယ်ဆိုရင်ကိုပေါင်းအဲ sorry ဒီ body ခြေနဲ့အပြောင်းလဲပေါ်မူတည်ပြီးခြေကောင်းပေါ်မူတည်ပြီးတော့ဆော့တာကောင်းတယ်ဘော်စနီးယားအနေနဲ့ကံကံဒီမှာ level 30 50ဒီပြန်ပေးမယ်ဆိုရင်တော့ဘော်စနီးယား body ဆော့လို့ရတယ်ဒါမှမဟုတ် Romania ဘက်က level 30 50ပြန်ပေးသွားမယ်ဆိုရင်တော့လည်း Romania body ဆော့လို့ရတယ်เนาะအဲ့လိုလေးဆော့လို့ရတယ်ကိုပေါင်းအောက်ကိုပဲအဓိကပေးချင်ပါတယ်နောက်တစ်ပွဲက Damon နဲ့ Belarus Damon က3 35ပြားနိုင်4 35ပြားနိုင် စတဲ့ကြီးက၃လုံးကို65ပြားရှုံ၄လုံး20နိုင်ပေးခဲ့တယ်။ဘော်ဒီခြေတန်းက မိုင်းနဲ့ကနေပလက်ကိုပြောင်းသွားတယ်။3မိုင်းနဲ့50ဝင်ရိုးကနေ3ပလက်50တီကိုပြားတရားပုံစံမျိုးပြောင်း changes ဖြစ်သွားတယ်ပေါ့နော်။အော်ဒိမန်အနေနဲ့လက်ရှိမှာကျွန်တော်တို့ Scotland နေကသူဒီရမက်တော့တူနေရယ်။အော် Scotland တစ်ဖက်က Greek ကိုအဝေးကင်းသွားကန်ရမယ်အချိန်ဖြစ်နေတယ်ပေါ့နော်။ Greek ကတော့ခြေစပဲမအောင်တော့ Scotland နဲ့ဒိမန်ကဒီအုပ်စုမှာအဓိကလှူရမယ်။လူရနေမှာအမတ်တူနေ Go different ရလက်ရှိဒိမန်ကအဆင့်တက်မှာ။အော်ဒီနေ့မှာဒိမန်ဒီ Belarus ကိုနိုင်ခဲ့မယ်။ စကော့တလန်ကလည်းဟိုက green ကိုနိုင်ခဲ့မယ်ဆိုနောက်ဆုံးပွဲစဉ်ဒိမတ်နဲ့စကော့တလန်စကော့တလန်မြေမှာကင်ရမယ်အိုက်ကြရဖိုင်နယ်တပွဲလို့ပုံစံမျိုးဖြစ်သွားနိုင်တယ်။အော်ဒီနေ့တော့မှကျွန်တော်ဒိမတ်ကမဖြစ်မနေအနိုင်တော့ကန်လိမ့်မယ်။တစ်ဖက်ကစကော့တလန်ဒီအဝေးကမှ green ကိုနည်းနည်းလေးခက်ခဲသွားကစားမယ်အနေနဲ့မှဒိမတ်အနေနဲ့ရမယ့်သုံးမှတ်တော့ရအောင်ယူသွားလိမ့်မယ်။အဲ့တော့သုံးမှတ်တော့သူကရအောင်ယူပြီးတော့1 2 3တော့ရက်သွားမယ်ဆိုကျွန်တော်ဟက်ကော်ကြီးကြံခဲ့မယ်။အဲ့တော့သုံးလုံးပြတ်နိုင်ပါမလား။အော်ဘယ်ရာရူရဲ့လက်ရှိအဝေးကွင်းကာရန်ဖောင်ကျွန်တော် ဒီတော့ဒတိထားဖို့လိုအပ်တယ်ပေါ့နော်လက်ရှိမှာဘယ်လာရုကလေးပွဲကံလေးပွဲစလုံးရှုံးနေငကိုပဲရထား15ကိုထိပေးထားတယ်အော်သူရဲ့ပေးကိုတွေကဘယ်မှာအများဆုံးပေးရလဲကျွန်တော်တစ်ချက်ကြည့်ရမယ်ပေါ့နော်ပထမအကြော့ဘယ်လာရုအင်ကွင်းမှာတော့ဒိမ်းမက်ကစစ်စည်းနဲ့တော့နိုင်ခဲ့တာအော်စစ်စည်းနဲ့နိုင်ခဲ့တာဆိုတော့ကျွန်တော်တို့ကဟိုဒီဒီအင်ကွင်းမှာလည်းဒါစစ်စည်းပြန်ပြတ်နိုင်တယ်ဆိုတဲ့အချက်ကိုတော့ယူဆွဲကိုကောက်ယူလို့တော့ရတယ်ပေါ့နော်အော်ဘယ်လာရုအနေနဲ့နောက်ဆုံးပွဲတဲ့မှာစကော့တလန်2-1နဲ့သူတို့ရှုံးနေဂရီကို5-1နဲ့ရှုံးနေအော် အိုက်ရှိမှာဘာရှိအောင်မလဲအိုက်ရှိမှာအဝေးကွင်းကတူနှစ်ပွဲပဲပေါ့နော်နှစ်ပွဲပဲလက်ရှိဒီကမ္ဘာဖလားချစ်တဲ့ပွဲနှစ်ပွဲပဲကန်နေတာ5-1တပွဲ2-1တပွဲတကူတော့ပြန်ရတယ်ဗျာနော်တကူတော့သူပြန်ရတယ်ဟို6ကလည်း9-6ထိပေးထားတဲ့အနေဒါဖြစ်နေနှစ်ပွဲသလုံးဂူပေါင်းအပေါ်ကန်ရတယ်ဘော်ဒီချင်းနှန်းရစကော့တလန်သူတို့ကြီးအောင်ကစကော့တလန်နှလုံး20နှလုံးဝါပေးတာနှလုံး90ရှုံပေးခဲ့တာဆိုတော့နော်အော်ဒိမက်ကဝင်းကွင်းမှာနှလုံး35ပြားရှုံပြီးတယ်ဆိုအင်ကွင်းမှာဆိုရင် ဒါနှလုံး90ရှုံးနဲ့တွက်လိုက်မယ်နော်နှလုံး90ရှုံးဝင်ရလို့အင်ကွင်းမှာလို့နှလုံး90နိုင်အဲ sorry အဲတုံးလုံး90နိုင်ပြီးလို့ရတယ်အဲ့တော့လက်ရှိမှာတုံးလုံး90နိုင်ဝင်ချင်းဆိုတော့ကြည်ရန်ရကြည့်မယ်ဆိုတော့ဒါလက်ခံပြီးလို့ရတယ်ဖဲဖြစ်တယ်လို့ပြောလို့ရဟိုမနက်ကလိုမျိုးကျွန်တော်တို့စတဲ့ကြီးကလိုမျိုး 3D 3D တော့မဟုတ်တုံးလုံး65တုံးလုံး90ရှုံးပြီးမယ်ဆိုတော့ပိုကောင်းတာပေါ့ပိုကောင်းတယ်ဆိုတာကဒိမ့်မဲ့တကယ်ကံမင်းကိုပြက်ချီပြက်သွားမယ်အဲဒီလိုပုံစံကျွန်တော်တွေးလို့ရတယ်ပေါ့နော်အဲလက်ရှိမှာကျွန်တော်တို့က body ကြီးတဲ့ အဲအပြည့်ရတဲ့အချိန်မှာလေးလုံးအပြည့်ရရင်ကိုပေါင်းကျင်းနောက်ကပြား40 50လောက်ရနေပြီဆိုအနေထားမှာနည်းနည်းလေးတော့ဒါဘော်ဒီကျင်းကိုပေါင်းကျင်းကတ်နေတယ်အဲ့တော့သူဒီစီလောက်ပဲပေးကျင်တဲ့အနေထားကိုပေါင်းကိုအပေါ်ဇုံပေါ်ကြီးပေးဖို့နည်းနည်းလေးခက်မယ်ဆိုအနေထားအဲ့တော့ပထမကြောကလိုမျိုးဇုံပေါ်ပေးအောင်ပို့နည်းနည်းလေးခက်လောက်တယ်အဲ့တော့ဒီဘက်မှာတော့ဘော်ဒီအပေါ်နဲ့ကိုအောက်လေးဒီလိုလေးအဲမက် မရှင်အဲတွဲမယ်ဆိုတော့ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆရတယ်ဗောနော်3 D လောက်ပဲကျွန်တော်မှန်တယ်အဲ့တော့ကျွန်တော်တို့4 D လောက်ရောက်သွားနိုင်လားလို့ရောက်လဲရောက်နိုင်ဒါပေမဲ့4 D ကျွန်တော်တို့ကျွန်တော်ဂူပေါင်းအပေါ်ဂူပေါင်းအောက်ကတော့ဒါပြား40 45ပြားတော့ရင်းရလိမ့်မယ်အဲ့တော့ဂူပေါင်းအောက်ကိုတော့ရှောင်ကျင်ရှောင်ဘော်ဒီကတော့ဒိမ့်မက်ကိုတော့ယူဆော့လို့ရတယ်ဒိမ့်မက်အနေနဲ့ဒါ တွင်းထားလေသူတို့အတွက်ဂိုးလေးများများတွင်းထားလေရမ်းမက်လေယူထားလေဆိုရင်တော့ပုံကောင်းတာပေါ့နော်အဲလုတ်ပွဲဒီဘိုင်နဲ့အဲဘူကီကွန်ထရိုးဒီဘိုင်နဲ့ဆိုတော့လေဝမ်းသီတူးသီးနောက်နဲ့ပဲရက်မှာပေါ့ဗျာဒါကတော့ဘလို့လာမလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒိမက်မြေမှာတော့ဒိမက်အနေနဲ့တကယ်ကံမယ်ဆိုရင်တော့ ကိုပြက်ပါတယ်နော်ကိုပြက်နိုင်ခြင်းရာခိုင်နှုန်းများပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဒိမ့်မဲ့ပဲကြိုက်တယ်ခြေစွမ်းအရာကစားသမား quality တွေအရာတော့ဒိမ့်မဲ့အနေနဲ့သုံးကိုပြက်ဖို့မခက်လောက်ဘူးလို့ယူဆတယ်ဒိမ့်မဲ့3စီးလောက်တော့သွားမယ်လို့ယူဆတယ်တော့ဂိမ်းမဲ့ body ကြိုက်တယ်ကိုပေါင်းဆိုတော့ကျွန်တော်အပေါ်မကြိုက်ကိုအောင်ပဲကြိုက်တယ်ပေါ့နော်အော်နောက်တစ်ပွဲက green net scotland green ကလည်းပဲ50ရှုံးပြီးနေနှလုံး55ပြားရှုံးအဲဒီခြေတန်းကကျွန်တော်တို့0011ပေါ့11 0သွားခြင်းနဲ့9လည်း0110ပေါ့နော်ဒီလိုပုံစံမျိုးသွားခြင်းတာအော် ခရီးကကဘာရန်ကြီးမှာလို့40စကော့တလန်43မှာအော်40 43လည်းပဲ90ရှုံးဆိုတာဒီရန်ကြီးရကြည့်မလားအရန်ကန့်နေတဲ့နှစ်သိန်းတွဲဆုံမှာဂရီးပြည့်ရဲ့ကြီးတန်းကဒါနည်းနည်းလေးအဲပြင်းနေလို့အောင်ပြောဂရီးနည်းနည်းကလည်းချစ်စစ်ပွဲအောင်တော့တဲ့အတင်မဟုတ်ဘူးတကယ်တကယ်အမှတ်လိုနေတာကစကော့တလန်ဘက်ကလိုနေတာပေါ့နော်အော်စကော့တလန်ကတောင်မှတကယ်အမှတ်လိုမယ်နိုင်မှုတည်ကြတယ်ဆိုရင်စကော့တလန်ဘက်ကတောင်မှကြီးပေးခြင်းပေးလို့ရမယ်အနေထားဒါမပေးတာလည်း ဘာမှတော့မဖြစ်ဘူးဒါမှားတယ်လို့ပြောလို့မရဘူးပေါ့နော်အဲစကော့တလန်ကဒီနေ့မှသူတို့ရှုံးခဲ့မယ်နောက်ဆုံးပွဲလင်မှာဒိမ်းမက်ကိုနိုင်ခဲ့တောင်မှသူတို့ကဒီနေ့ရှုံးသွားတဲ့အတွက်သူတို့ဒီရမက်တူ go different အရာဒိမ်းမက်ကအဆင့်တက်နေပဲဒါချစ်စစ်ပွဲအောင်သွားမှာအဲ့တော့ဒီအနေအထားကြောင့်ဒီနေ့မှစကော့တလန်ရှုံးလို့မရအောင်နှိမ့်သုံးတေရအောင်တော့ကစားမှရမယ်အဲ့တော့ကစားသမား quality ဘိုင်းအရာကြည့်မယ်ဆိုတော့စကော့တလန်မှာလက်ရှိမှာ Matt Dominoe လို့ဒါ McGinn လို့ဘာလို့ဒါ Robinson လို့ဒီကောင်တွေကတော့ဒါ Premier League လို့ဒါ Italy လို့မှကစားနေတာဆိုတော့ပို့ပြီးတော့တော့ဒါ Greek မှာရှိရကစား မိုင်းထက်တော့ပိုပြီးတော့ကောင်းတယ်လို့ကျွန်တော်တို့ကအကြံပြင်းပြောလို့ရတယ်ယူဆလို့ရတယ်เนาะအဲ့တော့ပထမကြော်တော့ငါကြော်စကော့တလန်မြင်မှာတော့စကော့တလန်က3-1တို့တို့ဒါနိုင်ခဲ့တယ်အဲ့တော့ကဒေဒေပဲပေးတာဒေဒေဆိုတော့ဒါအိမ်ဝင်းဝင်းငင်းပြားတရားဟာဆိုရင်တော့ဂရီမြင်မှာဆိုတော့ဒါတရားပေးမယ်ဆိုတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့လည်းဂရီဒီခြေသေးပွဲအောင်ဖို့ကရာခိုင်နှုန်းမရှိတော့ဘူး တကယ်တကယ်ရှေ့စေဝဲအောင်မှုလိုအပ်နေရကစကော့တလန်ဖြစ်နေ။အော်2025ဒီ Nation League မှာတော့ငါ Green နဲ့ Scotland နဲ့ကြိမ်တွေ့တယ်။ Green မြန်မာကတလုံးအပြည့်နိုင်ပြီးတယ်။ level 80 80ရှုံးဝင်းကျင်တဲ့တလုံးအပြည့်နိုင်ပြီးတော့ green မြန်မာ scotland ကပဲ1 scene နိုင် scotland မြန်မာကြတော့ထဲထဲပေးပြီးတော့ green ကပဲ3 scene နိုင်အဲ့တော့သူတို့နှစ်တည်းကဒီ2025တဲ့3လပိုင်းမှာနှစ်ကြိမ်ဒါ3ရက်ပဲခြားပြီးတွေ့ထားတယ်ပေါ့เนาะအဲ့တော့ဒီအနေထားမှာကျွန်တော်တို့ နောက်ဆုံးတွေ့ဆုံမှု၃ချိန်ကိုကြည့်မယ်ဆိုစကော့တလန် တကယ်ကြီးအောင်နေတာတပွဲပဲရှိရင်၃ချိန်မှာ၂ချိန်ကဂရီးယာပဲကြီးအောင်နေတာပေါ့နော်အဲ့တော့ဒီအနေထားမှာကျွန်တော်ဂရီးကိုနည်းနည်းလေးဟိုကြီးပေးထားရဆိုရင်တိတ်မယုံရဲဘူးပေါ့နော်ဒါဘူဂီဖိတ်နာလာများလားလို့ကျွန်တော်ယူဆနေတကယ်ကတကယ်အမှတ်လို့နေရစကော့တလန်ရှုံးလို့မရအောင်စကော့တလန်ရှုံးတာနဲ့ကျွန်တော်တို့ကစကော့တလန်ကနောက်ဆင်းတက်ဖို့ဒိုင်းတက်ဖို့ကချန့်နေသွားပြီ အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘက်မှာစကော့လန်လန်မနိုင်မနိုင်တာတော့နိုင်ဘူးတော့ခက်လိမ့်မယ်ဗျာနိုင်ဘူးတော့ကျွန်တော်မပြောဒါပေမဲ့တေချာရတဲ့နိုင်ကျွန်တော်ပြားတဝက်လောက်ရမှာပြား90လောက်ရောက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အောက်အသင်းဒီအဝေးကွင်းကစကော့လန်ကိုပဲကျွန်တော်ယူခြင်းနေเนาะစကော့လန်နဲ့ဂိုးအောင်လေးတွဲဆော့မယ်ဆိုကျွန်တော်စီးစီးဆိုပိုကောင်းနေဗျာတကယ်လို့စကော့လန်နိုင်ဝိုင်းရင်လည်း1စီးဆိုကျွန်တော်တို့2ချက်ကွဲအပြည့်ရတာပေါ့เนาะစီးစီးဆိုလည်းဒါဘော်ဒီပြား90လောက်ရမယ်ဂိုးပေါင်းအောက်အပြည့်ရအဲအဲ့လိုပုံစံကြီးကျွန်တော်ခံမှန်းခြင်းနေအဲအဲကြောင့်ကျွန်တော်ကတော့စကော့လန်နဲ့ဂိုးအောင်လေးကြိုက်ပါတယ်เนาะ နောက်တစ်ပွဲဆလိုဗေးနီးယားနဲ့ကိုဆိုဘိုဆလိုဗေးနီးယားက level 35ပြားရှုံဂူပေါင်းကြီးတဲတဲ့ဒီပွဲကမနေ့ကကျွန်တော်တို့ဟိုဟာနဲ့တော့တူတာပေါ့နော် body ကတော့နည်းနည်းလေးလောချက်ရှိရဲမနေ့ကဆလိုဗက်ကီးယားနဲ့မြောက်အိုင်ယာလန်မနေ့ကဆလိုဗက်ကီးယားကတော့ဒါ level 80ဝင်80ဝင်ကျင်တော့ပေးရဂိုပေါင်းကြီးတူတီပေးရပေါ့နော်အဲဒီနေ့မှလည်းဆလိုဗေးနီးယားနဲ့ကိုဆိုဘိုဒီလိုပုံစံပေးထားတယ်အဲဆလိုဗေးနီးယားက level 30ပေါ့တကယ်တကယ်မနေ့ကစတဲ့ကြီးကိုကြည့်မယ်ကျွန်တော် level 60ငါးပြားရှုံးတီပေးခဲ့တာ နော်အခုတော့ကြီးကတော့ body ကြီးတိုင်းမှာပြုတ်ကျလာတဲ့တဘောတော့ရှိရင်ကိုဆိုဘိုအိမ်ခွင်းမှာတော့ကိုဆိုဘိုက level 50ရှုံးလောက်ပြီးရဲ့နှလုံးကို55ပြားရှုံးပြီးခဲ့တဲ့အဲဒါကကြီးကြီးနော်အော်ဒီဘွဲမှာကျွန်တော်ကိုအောင်ပင်ကြိုက်တယ်နှစ်တင်းစလုံးရဲ့ဒီတိုက်စစ်ဆွမ်းဆောင်ရေခန့်စစ်ဆွမ်းဆောင်ရေအရာကြည့်မယ်ဆိုရင် ကိုကပဲသွားနိုင်တယ်ဆလိုဗီးနီးယားကလည်းဒါမန်ယူကစားသမားဖြစ်တဲ့ဆက်စကိုကဒဏ်ရာကြောင့်မပါနိုင်ဘူးမပါနိုင်တဲ့သူတိုက်စစ်ကလည်းကိုကမှကိုကတိတ်ရတာမဟုတ်တော့ဒါဒီကတိုက်စစ်မှုကလည်းမပါတော့သူတို့ကိုရဖို့ဒီနေ့မှအိမ်ငွေးဆိုမှခက်ခဲနိုင်ကိုဆိုပိုးကလည်းသူတို့အနေနဲ့တေလောက်ရပြီဆိုရသူတို့ကဒါဒုတိယနေရာနဲ့ခြေစစ်ပွဲအောင်ဖို့ကရခိုင်လုံးကောင်းသွားပြီအဲအခုမှလည်းခုနှစ်မှတ်နဲ့သူကဒုတိယမှာတေချာနေနေရာနေထားတစ်ခုမှရှိနေဆွစ်ဇာလန်ကိုမီးဖို့တော့မဖြစ်နိုင်ဘူးเนาะဆွစ်ဇာလန်ကကိုကိုနဲ့ဒါ go different ရာလုံးဝအပြတ်သက်တာနေရာဆိုတော့အဲ့တော့ဒီဘွဲမှာတော့ကျွန်တော် အောက်တင်ဒီကိုဆိုဘိုကြိုက်တယ်ဂူပေါင်းအောက်လေကြိုက်ပါတယ်နော်ကိုဆိုဘိုနဲ့တေလောက်ရအောင်ကန်လိမ့်မယ်တော့ကျွန်တော်ယူစားခုနစကော့တလန်နဲ့ခက်ဆင်ကြပါတော့နော်ကိုဆိုဘိုနဲ့ဂူအောက်လေတွဲပေးချင်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ပွဲကနောက်ဆုံးပွဲစဉ်နော်ဆွစ်ဇာလန်နဲ့ဆွီဒင်အော်ဆွီဒင်ကတော့နီးပြပြောင်းလဲလောက်ထားတယ်ကျွန်တော်တို့ဂရီဟန်ပေါ်တာပေါ့နော်ဘရိုက်တန်တို့ဝက်ဆန်တို့ကင်ခဲ့တဲ့ဒါပြီးများလီကလပ်တွေကိုကင်ခဲ့တဲ့ဂရီဟန်ပေါ်တာ ဒါသွေတင်ကိုစပြီးနီးပြတယ်။အော်သွေတင်ကကျွန်တော်တို့နာမည်ကြီးထမင်းငတ်ထဲထဲမှာပါသွားတယ်။အဓိကဒါဗီတာယော့ခရက်တို့အစ်ဆက်တို့ဒီလိုတိုက်စစ်မှုကောင်းနေအီလန်ကာတို့ဒီလိုကစားသမားကောင်းနေရှိနေတာနဲ့ကိုပဲဒါခြေစစ်ပွဲတွေမှာကျွန်တော်သွေတင်ကိုလိုက်ခဲ့ပေးတယ်။ဒါပေမဲ့မရဘူးရှုံးတာပဲသွေတင်နော်။အော်သွေတင်ကကယ်လို့ကယ်ပေးလို့မရအတင်းထဲမှာပါသွားတယ်။အဲ့တော့ဒီနေ့မှလည်းဘာလို့ပြမှာလဲပေါ့နော်။ဆက်တလန်နေနေကတော့တေလောက်ရရတယ်သူကခြေစစ်ပွဲက အောင်မိုးဝါရခိုင်တို့များပြီးအဲဒါပေမဲ့ဒါပေမဲ့နောက်ဆုံးပွဲစဉ်တော့သူနိုင်မှာတော့ရမယ်ဒီနေ့တည်ကြမယ်လို့နောက်ဆုံးပွဲစဉ်သူတို့နိုင်ဖို့တော့လွယ်လိမ့်မယ်ကိုဆိုဘိုးအဝေးကွင်းသားအဝေးကွင်းမှာတွက်ကြရမှာလေနည်းနည်းလေးတော့ခက်မယ်အဲ့တော့ဒီနေ့မှသူတို့အနိုင်တော့ကန်ကောင်းကန်လာနိုင်မယ်အဲ့တော့ဆွီဒင်ကဖြင်းမြင်းလောက်သွားမလားဒါပဲကျွန်တော်ကြည့်ရဆွီဒင်ဖြင်းမြင်းလုံမယ်ဆိုရင်တော့ဒီနေ့ကတေးတပေါက်ကြရလက်ရှိပေးထားတဲ့1 plus 20အဲဆွစ်ဇာလန်1 plus 20ပေးနေတယ်ကိုပေါင်းကြီး380နဲ့ဒီကြီးတန်းကကျွန်တော်တို့ရှေ့မှာပြောခဲ့ဘူးတဲ့အတိုင်းပဲ1 plus 20 30ကြီးတန်းဒီတေးတပေါက်ရှိရဲ့ ဆွီဆွီဇာလန်ကလည်းနိုင်ပါပဲနိုင်အောင်ကန်ထားမှ1စီးလောက်နိုင်ပြီးပွဲပြီးကန်ဒီမှာ1ဝမ်းဖြစ်တာမျိုး2ဝမ်းနဲ့ဖြစ်ရင်လည်းတူတူပြန်ဖြစ်တာမျိုးဒါမျိုးကြီးလာမှာပေါ့နော်အဲ့တော့ဒီပွဲကဟိုနီးပြတဲ့ဖော်မြူလာဝင်မယ်ဆိုစီစဉ်ကြီးအောင်နိုင်တယ် ခင်ဗျာဘော်ဒါလက်ထက်ပထမဆုံးနီးပြပွဲစဉ်ဖော်မြူလာဝင်သွားမယ်ဆိုရင်တော့စီတင်ကြည့်အောင်နိုင်တဲ့အပေါ်လည်းဂိုးပေါင်းအပေါ်လည်းတက်လာနိုင်ရှင်ရှိတယ်။ဂိုးပေါင်းကြီးရောဘော်ဒီကြီးတန်းကောကစတဲ့ကြီးနဲ့ကြည့်မယ်ဆိုရင်တော့ပြုတ်ကြလာဘော်ဒီကတော့တိတ်မတိတာဘော်ဒီက1 plus 30နဲ့1 plus 30တော့တိတ်မတိတာဂိုးပေါင်းကြီး3လုံး35နဲ့3လုံး85ဆိုတော့ဒါဂိုးပေါင်းကြီးရဲ့တိတိတတားပြုတ်ကြလာတယ်ပေါ့နော်။အဲ့တော့ဒီပွဲကအဲခုနပြောလို့နီးပြတဲ့ဖော်မြူလာဝင်မယ်ဆိုရင်တော့အပေါ်ဆုံး အပေါ်ဆုံးပေါ့နော်အပေါ်ဆုံးဆိုတာဒီ sweden body အောက်နဲ့ကိုပေါင်းအပေါ်ဒီလိုပုံစံမျိုးလာနိုင်ကြီးရှိတယ်။ဒါပေမဲ့ကိုပေါင်းကြီးပြုတ်ကျလာတယ် body ခြေတန်းကလည်း1.20 30ခြေတန်းကလည်းတီတပဝန်ဝန်ပုံစံမျိုး1 z 1 1အဲဒီလိုပုံစံမျိုးလေးလာနိုင်ကြီးရှိတယ်။အလုံးစုံ2 z ပေါ့2 z ဆိုရင်တော့ဆွတ်ဇာလန်ကြီးအောင်မယ်ကိုပေါင်းအောက်အောင်မယ်အဲ့တော့ body အပေါ်ကိုအောက်ဒီလိုပုံစံသွားကျင်တာနော်ခြေတန်းအရတော့ဒီလိုပုံစံသွားကျင်တာဒါပေမဲ့ကျွန်တော်တို့ဒီ2 z ဖြစ်ပါမလား1 1နဲ့ပဲရက်သွားနိုင်ကြီးများလား ဟိုဂူပေါင်းကြီး၃လုံး50နိုင်၃လုံး30နိုင်ဆိုကြီးတန်းဆိုတော့ကျွန်တော်1221တပေါက်ကျွန်တော်မျှော်လို့ရတယ်။ဘော်ဒီအောက်ဂူပေါ်ဒီလိုတွဲဆော့လို့ရတယ်။ဒါမှမဟုတ်လေအပေါ်ဆုံးဆော့လို့ရ1 plus 50 3 plus 50ဆိုတော့ကျွန်တော်အပေါ်ဆုံး flow ရှိတာပေါ့နော်။အဲ့တော့ဒီပွဲကကျွန်တော်ကဒီအောက်အတင်းဆွေတင်ကိုကြိုက်တယ်။ဟိုဆွေတင်နေတဲ့ဂူနှစ်ဂူမပြက်လောက်ဘူးလို့နကူပြတ်မရှုံးတော့ဘူးလို့ကျွန်တော်ယူဆတယ်အဲ့လိုဆွစ်ဇာလန်နေနိုင်ွားလဲ 1C ဒါမှမဟုတ်2-1ပေါ့နော်ဒီလိုပုံစံလေးတွားနိုင်ကြီးများအဲ့တော့ကျွန်တော်က အောက်ဆုံးကြိုက်တယ်ကိုပေါင်းအောက်ကိုကြိုက်တာဘာကြောင့်လဲဆိုတော့ကြီးပြော့လာတဲ့အချက်ကြောင့်ပေါ့နော်အော် ကိုပေါင်းကြီးကိုတော့တစ်ချက်တော့စောင့်ကြည့်နေခြင်းနဲ့ဗျ3 plus 50ဖြစ်လာမယ်ဆိုတော့ကိုပေါင်းအောက်ကိုရှောင်နေခြင်းနဲ့အန်ဒီများတယ်နော်အန်ဒီများတယ်မဆော့နေခြင်းဘူးပေါ့ဆွီဒင်မှာကလည်းဒါဘီတာရောက်ခရက်တော့မတည်ကြဘူးလို့ပြောတယ်ဒဏ်ရနေတယ်ပေါ့နော်ဒီအစ်စက်ကတော့ရွေးထားတဲ့ဓာတ်ဖူပုံစံမျိုးတော့ပြတယ်ဒါပေမဲ့ပါမယ်ဆိုတော့ဂိုးရမယ်ဆိုတော့နီးပြတဲ့လက်ထက်မှာသူစူးစမ်းကြမယ်ဆိုတော့ဂိုးရနိုင်ကြီးရှိပါဒါပေမဲ့ player quality ကိုကြည့်မယ်ဆိုရင်တော့ Switzerland ကလည်းသွား short တွေ့လို့မရအောင်ရှာကာတို့ဘာလို့ကစားနေတာပေါ့နော် player ကောင်းနေရှိတယ် Switzerland မြေ Switzerland မှာကလည်းအဲ့တော့ Switzerland မြေမှာတော့ season နိုင်ဖို့တော့ခက်တယ်အဲ့တော့အနိုင်ဆုံးကဂိုးမပြတ်ဖို့လောက်ပဲကျွန်တော်မျှော်မှန်းလို့ရတယ်အဲ့တော့ Switzerland နိုင်ွားလဲ1 C 2 C ပေါ့အဲ့ကြောင့်မို့ကျွန်တော်ဂိုးအောင်နဲ့တွဲစီချင်တာ2 C ဆိုကျွန်တော်တို့ဂိုးပေါင်းအောင်အပြည့်ရမယ် body အပြည့်ရှုံးမယ်အကောက်ရှုံးမယ်1 C ဆိုကျွန်တော် body ကပြားလေးပဲရှုံးမယ်ဂိုးပေါင်းအောင်အပြည့်ရမယ် ော့ပြောင်း80 70ကျွန်တော်ပလက်ထွက်မယ်အဲ့လိုပုံစံလေးတွက်ရှင်တာเนาะအဲ့တော့ဂူပေါင်းကြီးအပြောင်းလေးကိုတော့တစ်ချက်ကြည့်နေခြင်းတယ်ဂူပေါင်းကြီးပြင်းသွားတယ်ဆိုတော့ဂူပေါင်းအောက်ကိုရှောင်းပါအဲဂူပေါင်းအောက်ကိုရှောင်းပြီးအပေါ်အပေါ်ကစားလိုက်เนาะဂူပေါင်းအပေါ်ဆော့လို့ရ2-1လောက်သွားနိုင်ခြင်းများတယ်เนาะအဲ့တော့ကျွန်တော်လက်ရှိမှာ3-0နဲ့9-0လေးရွေးပေးလိုက်ပါမယ်เนาะ အော်နိုင်ငံတကာပွဲတွေကကြီးအရန်ပြောင်းနေပြအဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ညီကိုကြည့်ဟိုတိလေးချင်ကျွန်တော်ဗီဒီယိုဘာကြောင့်နောက်နောက်မှတင်လဲဆိုတော့ကြီးပြောင်းနေတာတိနေတာကြီးကိုတချို့ပွဲတွေမှာရှိရဟိုမနေ့ကဆိုလဲပြောင်းတာပဲဟိုပထမရက်ကလည်းပြောင်းတာပဲကျွန်တော်ไอซ์แลนด์ body ကိုကြိုက်တယ်ကြိုက်လို့လည်းမန်ပါလဲမှာပြေးရဒါပေမဲ့1.30နဲ့1.30 40ဒီပြောင်းသွားဟာသွားပြီပေါ့နော် ဟိုနိုင်မှုခက်ပြီလားဒါပေမဲ့တကယ်ကန်တော့လည်းနိုင်သွားပါတယ်ဟိုကြေးပြောင်းလာလည်းကြည်ရတယ်ဟိုကြေးပြောင်းလာလည်းဖိနာလာထူလာတက်လို့ကြေးကိုပြောင်းပြလာလားဒါတွေကသူတို့လက်ထဲမှာပဲရှိရဒီကြေးကနန်းနံပါတ်တွေကသူတို့လက်ထဲမှာအချင်းချက်တွေလုံနေရဗျာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကသွားပြီးတော့တချို့အရာတွေမှာတော့အတီယူလို့ရတယ်လို့တချို့အရာတွေမှာတော့အတီသွားယူလို့တော့မရဘူးပေါ့နော်အဲ့တော့အဲ့လားလေးတစ်ချက်တော့ကျွန်တော်တတိထားဖို့လိုအပ်တယ်အဲ့တော့အဓိကတော့ player quality ကိုကျွန်တော်ကြည့်နေတယ်စကွက်ကိုကြည့်နေတယ်ဒီနေ့ကံမဲ့ line ရဲ့ထဲမှာဘယ်လိုကစားသမားမျိုးတွေပါလဲဒီ ီကစားသမားတွေကဘလိုကလပ်တွေမှာကစားနေလဲပြီးများလီမှာကစားနေတာလို့အီတလီလို့ဂျာမန်လို့စပိန်တို့မှာကစားနေတဲ့ပလေယာများတဲ့အသင်းတွေဆိုရင် quality ရှိတဲ့အသင်းလို့ကျွန်တော်ယူဆလို့ရတယ် နော်အဲဒါမှမဟုတ်သူတို့ဆွစ်ဇာလန်လိုဆွစ်ဇာလန်မြေမှာရှိတဲ့ကလပ်တွေဖြစ်တဲ့ရန်ပွိုင်းတို့ဘာတို့ဘေးဆယ်တို့နော်အဲလူကာနိုဒီလိုကလပ်တွေမှာကလားနေကလားသမားတွေထက်ဆိုင်တော့ကျွန်တော်တို့ကပြင်းများလိပိုင်းကကလားနေကလားသမားတွေပို့ပြီးနီးစင်းတဲ့ပိုင်းပို့ကျွမ်းကျင်တယ်ဗျာပို့ပြီး skillful ဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့မိခင်နိုင်ငံမှာကလပ်မှာကလားနေအတင်းတဲ့ပြပထွက်ပြီးတော့ပြင်းများလိလို့ကဘာကျော်ကလပ်တွေမှာကလားနေကလားသမားတွေများတဲ့ အတင်းနိုင်ငံအတင်းကိုရွေးချယ်ဆော့မယ်ဆိုတော့ပုံကောင်းတာပေါ့နော်အဲ့တော့ဒီနေ့မှာဆွေဒင်မှာဆိုတာအစ်ဆဲတို့အီလန်ကာတို့ဆိုတာပြည်များလိမ့်မှာကစားနေပလေယာကောင်းနေပေါ့ဗျာ quality ရှိရဲ့ player တွေပေါ့နော်အဲအကြောင်းမလို့သူတို့မှလည်းလို့ရေကန်ရတခုတော့ရှိပါတယ်ဒါပေမဲ့ရှေ့မှာနီးပြအသုံးမချခဲ့တော့သူတို့ဒီဒါရလက်အစိုးရနေပဲဂျုံတွေ့ခဲ့ရတယ်ခြေစပွဲမအောင်တော့ဘူးပေါ့နော်နှမျောဖို့ကောင်းပါတယ်နော်အဲ့တော့ဒီဘက်မှာတော့ကျွန်တော် အောက်တင်းဆွီဒင်နဲ့ကိုအောင်လင်းရွေးပေးလိုက်ပါတယ်။အော်ဒီနေ့တော့ဒီလောက်ပါညောစုစုပေါင်းကျော် final fine တင်ပေးထားပါတယ်။အစောပွဲ define နဲ့ဒါ2:15ပွဲ define ဖြစ်ပါတယ်နော်။အော်ညကြရင်တော့ကျွန်တော်တို့ဒါ free channel ဖြစ်တဲ့ Viber channel တိုင်းတိုင်း channel မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်။အဲ့မှာကျွန်တော် channel link တွေကိုတော့ comment or video description မှာကျွန်တော် link လေးချပေးထားပါတယ်နော်။အားလုံးမင်္ဂလာရှိတော့ညရဲ့ clip ဖြစ်ကြပါစေ။အားလုံး good luck ပါကျွန်တော်ညနေကျအားလုံးပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ။